ရတုမင်းမင်းဘယ်လိုရောက်လာလဲရတုအဲ့ဒီမှာပဲသူ့မျက်လုံးထဲမှာရတုဆိုတဲ့လူကပြုံမိရှိနေရလို့မြင်နေရတယ်။တောင်းမြင်တော့တာကျော်လေးပေညာကိုရတုတင်ပြီးထိုးကြိတ်တော့လာမှာ။ဖျက်ရတုမင်းမင်းထွက်သွားထွက်သွားမရှိဘူးပေါ်မလာနဲ့ထွက်သွားကွာ။အဲ့လိုထိုးကြိတ်နေရဆိုတော့ပေညာကဖျက်တာကျော်မင်းမင်းပြောနေရလေရတုကတေးသွားပြီလေကွာ။ဖျက်တာကျော်မဟုတ်ဘူးမတေးသေးဘူးမင်းရတုပဲ။ မင်းစတုပိုတူလို့တတွေလေတာချောက်ကိုအတင်းတွေဝင်ဆွေးနေရပြန်နေကိုကြီးတာချောက်သတိထားပါဦးဗျဘာဖြစ်နေရလဲတင်းမှာတော့ပိုတူလို့တတွေကိုချက်ကြီးနဲ့တူရွာတရွာကိုကားနဲ့ခီးထွက်လာခဲ့ကြတယ်ဒီကမှာတော့သူတို့ကြီးမဟုတ်တော့ဘူးကိုချက်ကြီးရဲ့တငယ်ချင်းကိုသားချောက်ကပါလာအောင်ဆိုတော့ချက်ကြီးကဟဲ့ကလေးတွေ မင်းတို့ရွာရောက်ရင်တာကြော့စီယာနေပညာရည်များကြီးယူကြနော်ကြားလားဘာပညာရည်လဲကိုချက်ကြီးနီးပညာပေါ့ကွာတာကြော့ကနီးပညာပဲမှာအရန်တော်ရနော်စွတော်ရတာလားကွာလက်တော်သုံးနည်းရဲ့ပိုင်းလေသူ့ကိုမေးလို့ရတယ်သူတင်မေးလိုက်ဟုတ်တယ်ညီလေးတို့ရဲ့ညီလေးတို့တခုသိကျင်တာဆိုအကို့အမေနော်ဒီခေတ်ကလေမင်းတို့လိုအရွယ်လေးတွေကစပြီးတော့လက်တော်ကိုကောင်းကောင်းသုံးတတ်နေမှာတော်ကားကြတာကွာဒီလိုပြောတော့ပို့တူတို့တူတူလေးလက်တော်သုံးရတော့မေးဆိုပြီးပြောနေခဲ့ကြတယ် တို့နဲ့နှိမ်ငင်းလောက်မှာတော့သူတို့သွားကျင်တဲ့ရွာကအိမ်ကိုရောက်လာပြီဆိုတော့ကောင်းအောင်အိမ်ရှိမှရက်လိုက်ကြရင်ကာရတာနဲ့ချက်ကြီးဟာကဲကလေးတွေရှင်းကြတော့ရွာကိုရောက်ပြီဒါနဲ့အားလုံးကောင်းမွန်အနေရှင်းလိုက်ကြရင်ချက်ကြီးဟာပညာဝေးပညာငါတို့လာရဲကွာตาจ่อလဲပါတယ်အိမ်တွေကလာဖွင့်မအောင်ကွာပညာဝေးအဲ့လိုအော်ပြောနေတော့အိမ်တွေကနေ ဒုက္ခရန်နဲ့ရန်နဲ့နဲ့အဖွားကိုတယောက်ထွက်လာ၏။အဲ့ဒီအဖွားကချက်ကြီးကိုတေချာကြည့်ပြီးတော့ဘသူနဲ့တွေ့ကျင်လို့လဲ။အဖွားကအသက်ရွယ်ရာဦးနေရေးဆိုပေမဲ့စကားပြောရတော့မမထန်ထန်ပါ။ကျွန်တော်တို့ဒီရင်ကပိန်ချောင်းနဲ့တွေ့ကျင်လို့ပါ။ကျွန်တော်တို့ကပိန်ချောင်းရဲ့တငယ်ချင်းနေပါ။ဟိုကျွန်တော်ကတာကြောသူကချက်ကြီးပါဗျ။ဒလုံနဲ့ပြောနေတော့အဖောင်းကရုတ်တရက်ဆူတယ်လို့ခက်တံနေမျက်လုံးကြီးကိုပြောင်းသွားပြီ။ထွက်သွား။ငါ့ရင်ရှိကနေထွက်သွား။မလာခဲ့နဲ့ နင်တို့လိုမတက်နဲ့ဝိညာဉ်တွေကိုအဝေမခံနိုင်ဘူး။ငါ့ရဲ့ညစ်ပတ်တဲ့ထွက်သွားကြ။ဒီလိုမျိုးရင်သီးရဲ့စကားတွေကိုပြောနေရဆိုတော့ဖိုးတူတို့တွေလည်းလန့်သွားကြတယ်။ဒါနဲ့ဖိုးတူကကိုချက်ကြီးကိုချက်ကြီးအိမ်များမှားတာလားဗျ။အဖွားကတော့သူ့ကိုကြည့်ပြီးခொနကစကားတွေကိုပဲဇက်တိုက်ပြောနေခဲ့တော်တယ်။အိမ်မမားပါဘူး။ဘလို့ဖြစ်တာမလဲ။အဲ့ဒီအချိန်မှာပဲချက်ကြီးတို့နဲ့ရွှေတူလူငယ်တယောက်ရောက်လာတယ်။ဟာပြဿနာပဲအဖွားရား။ အဘွားပါရင်ရှောက်အောင်နေရလေဒါကကျွန်တော်တငယ်ချင်းနေပြအာနာစီယာကြီးပြပိန်ညောင်ဆိုတဲ့လူငယ်ကချက်ကြီးတို့ဘက်ကိုလှည့်နေဟဲ့အောင်ခဏကွာဟမ်ငါအဖွားကိုအိမ်နဲ့ပြန်လိုက်ဖို့ပေးလိုက်အောင်မေခဏနော်ဒီလိုနဲ့အဖွားကိုခေါ်ပြီးအထဲကိုဝင်သွားပြီတုပ်ပေါ်ကတောင်းမြင်တော့ငါတို့လေနေရမှာတော့လန့်နေဟိုတော့ကြာအဲ့နေတော့အရှိတတဲ့မှာလာတိုင်းပြီးအဲ့လိုပြောနေဒုက္ခအဲ့ဒီအချင်းပိန်ညောင်ပြန်ရောက်လာတာဆိုတော့မိဝိုင်းက ဟဲ့တို့ပေါ့တို့တို့ပြောပါဟကြာသွားရင်မကောင်းအိမ်နောက်တော့ပိညောင်ကအိမ်တကားကိုဖွင့်လိုက်ကြည့်လာကြကွာအိမ်နေအားနာပါလေကွာခொနကငါဖွားနည်းနည်းအသက်ကြီးတော့အဲ့လိုစကားတွေရှာပြောရတာပဲကွာဟိုစိတ်ထဲမထားနေကွာနော်ဒီလိုနေ့ဖိုးတူတို့တွေအိမ်ထဲကိုဝင်လိုက်ကြတော့ဒီအိမ်နောက်တော့အခန်းထဲမှာနေရာချပြီးတော့တုတ်ကောင်က ဟိုခုခုနကအဖွားကြောက်စရာကြီးနော်ငါတို့ကိုကြည့်ပြီးပြောနေရကြက်သိန်းတော်ထားတယ်ကွာငါတို့အားလုံးကြည့်ပြောတာမဟုတ်ပါဘူးကွာ तू ကလူတယောက်တည်းကိုပဲကြည့်ပြောနေတာကြီးမင်းစကားဘာလဲငါပင် तू ငါတို့ကောင်တို့ရွေပြီးတော့ပြောတာပဲဟာမဟုတ်ဘူးကွာ तू ကလူတယောက်တည်းကိုပဲရွေပြီးတော့ပြောနေတာဒါမဲ့အဲ့လူကကိုချက်ကြီးကိုလားကိုသားကြောင်လားဆိုတာတော့ငါလည်းသိချာမသိဘူးဟဲ့ငါပင်နေလေသူများရွာရောက်နေအောင်ရှားလုံးလို့လို့စားမလီနှိမ့်မောင်လို့လုံနေနေဦးနော်ကြာလား လို့ဆရာမလို့ရင်တော့မလို့ပါဘူးကနေရလေသူတို့စကားပြောနေတော့တာကြော်ရောက်လာ ड़ी ခလေးတွေဘာလို့နေကြရလဲအထုပ်တွေနေရကြနေဟာကိုကြီးတာကြော်ရဲ့ဘာဖြစ်လို့လဲဗျဟမ်ဘာမှမဟုတ်ပါဘူးအကိုလည်းအားနေတော့မင်းတို့လက်တော့တင်ခြင်းအကိုတို့အခန်းစီကိုလာခဲ့လို့ပြောမလို့ပါဒီတန်လေးကြာရောကိုသူတို့တွေတက်ကြွသွားပြီးတော့တာကြော်အခန်းကိုပြေးသွားကြရင်ဒိုင်းမင်းလေငပိန်ကတော့ကြံနေခဲ့တာဆိုတော့တာကြော်ဟာငပိန် မင်းဟာမသိဘူးလားဟမ်သိမှာပါဗျလိုက်ခဲ့မယ်နီကိုကြီးသာကျော်ဒါနဲ့သာကျော်လည်းရှေ့ကနေထွက်သွားတယ်ငပိန်ကတော့အနောက်ကနေပြပြချင်းလိုက်လာခဲ့တော့တာပါဒါလို့နေသာကျော်တို့အခန်းမဲရောက်တော့ကိုထုဟာချက်ကြီးကိုမတွေ့ရနဲ့ကိုချက်ကြီးရောဘယ်တော့ ਆ နေဗျကိုကြီးသာကျော်အကူလည်းမသိဘူးပညာောင်းနဲ့စကားပြောနေတာနေမှာပေါ့ထားလိုက်ပါအကိုတို့တင်ဆက်ရှိရတင်ကြရအောင်အိမ်နောက်တော့လက်တော့ကိုပြင်ပြီးဘလို့သုံးရတယ်ဆိုတာတွေကို ြောပြပေးနေခဲ့တယ်။အဲ့ဒီအချိန်ပိန်ညောင်ရောက်လာတယ်။နှောင်သားကြောင့်လာပါအောင်ကွ။အเจ้าတော့ရှေးအောင်နှောင်းဖြစ်လေးပြောရအောင်။အေးအေးလာခဲ့မယ်။အဲ့လိုပြောပြီးသားကြောင့်ကကိုထုတို့ဘက်ကနေတယ်။ကဲခလေးတွေကိုကြီးသွားလိုက်အောင်။ခုနကကိုကြီးပြပေးထားတာကိုလုံးကြည့်နေလိုက်ကြ။ခင်းနေပါရင်လည်းရှိတယ်။စော့ရင်လည်းစော့ကြဖို့။ဒလုံနဲ့သားကြောလေးအခန်းထဲကနေထွက်သွားတယ်။ကြံနေခဲ့တဲ့ဖိုးထုတို့တူတူသား ငါမလေးဘာတခုမှနားမလဲဟောက်ဟုံနေတာနားထောင်နေရတာဟုတ်ပါကွာလက်တော့တော်တော်ကိုရှုပ်တယ်နော်ဒီတိုင်းထားခဲ့လိုက်ပါကွာခင်းလည်းမစော့ကြင်ပါဘူးတော်ကြပြတ်သွားမှယုံနေရအောင်ဟာတုံ့ပေါင်းစကားကိုအားလုံးကလည်းထောက်ခံကြ යි အိမ်နောက်တော့သူတို့တတွေလက်တော့ကိုဒီတိုင်းထားခဲ့ပြီး အခန်းကြီးကနေထွက်လာခဲ့ကြ යි အဲဒီလူကနေချက်ကြီးကိုစကားပြောနေတဲ့အေခန်းလေးကိုရောက်လာကြတယ်ဖျောက်သွားကြ မင်းကျမ်းမအိမ်ဂျီနီကောဘလို့လဲကွာအဆင်ပြေရလားอืมပြေပါလေကွာမြို့မှာဆိုတော့နည်းနည်းကားတက်လုံတန်းနေနဲ့စုညံ့နေလीအခုတော့မင်းတို့ရွာမှာဆိုတော့အေးအေးစီစီနဲ့နိုင်ပိုင်းရှိပါတယ်အဲ့ဒီရဲ့ချင်းဖိုးသူတို့ရောက်လာတာနဲ့ချက်ကြီးဟာဟောကလေးတွေမင်းတို့အိတ်နေရချင်တာမိကြောင်လားခီးပန်းလာတော့ဟုတ်ကိုချက်ကြီးမိချင်လို့ဗျဂိမ်းစော့ရင်စော့လို့ပြောတာလေမစော့ကြအောင်နေမှာဟုတ်တယ်ဗျကိုကြီးလက်တော့နေကြတကမှမစော့ဘူးတော့ တကူကူမားနေမိရင်လည်းပြတ်သွားမှာဆိုလို့ဒီတိုင်းပဲထားခဲ့လိုက်ကြတာ။အော်ပေါင်ရောပြန်ပိတ်ထားခဲ့လား။ဗျာပေါင်ရလားမပိတ်ခဲ့ဘူးဗျ။ဟိုဘလို့ပိတ်ရမယ်မသိလို့ဒီတိုင်းပဲထားခဲ့လိုက်တာ။ဒီစကားလေးကြာရောတာကြောတရား။ဟာမဖြစ်သေးပါဘူး။အခုနေပိန်ချောင်းကပြောနေတာ။ဒီဘက်ဒီကမိဘုံဝင်မလာဘူးတဲ့။လက်တော်ကအဲ့လိုဖွင့်နိုင်အာကုန်မှာပေါ့။နင်းနင်းတော့ပိတ်လိုက်အောင်မေ။တာကြောလေးပြောပြောဆူဆူနဲ့ထွက်သွားပြီ။ပိန်ချောင်းကတော့ဒါအောင်ကြည့်ပြီးတော့ ဒီကောင်ตาကြွားတော့ကွာเจ้าတော့အကြည့်မပြောက်သေးဘူးဟုတ်မင်းတို့မြင်ရတာရတုကိုတရိယာတယ်ကွာပညာအဲ့လိုပြောလိုက်တော့ပို့သူဟာရတုဆိုတာဘသူလဲပြကိုကြီးပညာဩရတုဆိုတာအကိုတို့တငယ်ချင်းပဲပို့သူရဲ့ကိုင်းစီလန်ဖြစ်ပြီးတော့ဆုံးသွားတယ်လေတိတ်တောင်မကြသေးဘူးကဲပါကွာဝမ်းနေစရာကောင်းတာတွေကိုပြောမနေပါနဲ့တော့မင်းရလေငါတို့တငယ်ချင်းတယောက်ကတော့အစိုးရကောင်းအသက်ရှင်လာခဲ့တာပဲလေကွာကိုကြီးသာကြွားလေ ကိုင်းစီနဲ့ဖြစ်တရလားဟုတ်တယ်ရတို့ဆုံးပြီးတလားလောက်ကြာတော့လीသူတို့ဒီလိုပြောနေရောရုတ်တရက်ဆိုသလိုအပေါ်တကနေအော်ရဲတန်ကိုကြားလိုက်ရတယ်ဒီတန်လေးကြောင့်ဖို့ထူအောင်ဟာဘာဖြစ်တာလဲဟာဒါကိုကြီးတာကျော်တန်မင်းဟာဘာဖြစ်တာလဲမသိဘူးတွားကြည့်အောင်ဒီလိုနဲ့ချက်ကြီးတော့ရောဖို့ထူလို့ပါတာကျော်ရှိရဲ့အပေါ်တက်ကိုတက်လာခဲ့ကြတယ်အခန်းထဲကိုရောက်တော့တာကျော်တယောက် ကျမ်းမြင့်ပေါ်မှာလေးကျနေပြီးလက်တော်ဝအောက်ပြုတ်ကျနေတာတွေ့လိုက်တယ်။ဒါနေတုတ်ပေါ်ကကိုေးသားကျော်ကိုကြီးအစီမရလားဗျ။အဲ့လိုပြောပြီးရှေ့ကိုတွန်းသွားတော့လေးကျနေရဲ့တာကျော်ကထလာပြီးတုတ်ပေါ်ကိုလဲပြီးညှက်တော်တယ်။တေမင်းတေတေစမ်းအောက်ရောက်နေတဲ့တုတ်ပေါ်လေးလဲပြီးညှိခန်းထားတာဆိုတော့အသက်ရှူကြီးကျက်လာတယ်။ဟာကိုကိုကိုေးသားကျော်မြင်နေရတဲ့ဖိုးထူကိုလည်းလန့်သွားပြီးတော့ဖိုးထူကဟာကိုချက်ကြီး တခုလုတ်ပါအောင်ဗျကိုကြီးတာကျော်တော့ဘောက်လဲမညစ်နေလေလုတ်ပါအောင်ဟျောင်းတာကျော်သတိထားအောင်လေကွာဟျောင်းအဲ့လိုပြောပြီးဝင်ဆွဲမဲ့အလုပ်ချက်ကြီးကိုတာကျော်ကတွန်းထောင်းလိုက်တယ်ချက်ကြီးလည်းနောက်ကိုလဲကျသွားတာဆိုတော့ပိန်ညောင်ကဟျောင်းတာကျော်တော်တော်လို့တာကျော်အဲ့လိုပြောပြီးဝင်ဆွဲပြန်တာဆိုတော့ပိန်ညောင်မှတာကျော်ရဲ့တွန်းထုတ်တာကိုခံလိုက်ရပြန်တယ်အားလုံးပဲအားလုံးပဲပဲအဲ့လိုနဲ့နောက်ကဝင်လာပြီး တာကျော်ရဲ့ကိုဘိုးကိုတစ်ချက်တည်းကကြမ်းကြမ်းရိုက်ဆောင်ပြလိုက်တယ်။ဒီတော့မှတာကျော်လေးသတိမိပြီးတော့လဲကြသွားရောတာပါ။အဲဒီတော့မှလေပြီးအညစ်ခံရတဲ့တုပ်ပေါ်လေးအသက်ပြန်ရှူလို့ရသွားတယ်။ဟာကိုကြီးတာကျော်ဘာဖြစ်တာလဲ။ဟိုချက်ကြောက်စရာကြီး။ဖိုတူတို့တွေကတုပ်ပေါ်နောက်ကိုသွားလိုက်တယ်။ဟဲ့တုပ်ပေါ်မင်းအစင်ပြရဲ့လား။ဟိုဘယ်နှနာသွားသေးလဲ။အေးပြပြပါလေ။ဒါပေမဲ့ကိုကြီးတာကျော်ဘာဖြစ်တာလဲ။ဟာကဲကလေးတွေ တုပ်ပေါ်ကိုခေါ်ပြီးခန်းထဲသွားလိုက်ကြတော့ကိုချက်ကြီးတို့သားချောင်းကိုအဲ့ရပေါ်ရွှေ့လိုက်အောင်ဒါနဲ့ဖိုတူတို့တတွေလည်းတုပ်ပေါ်ကိုခေါ်ပြီးထွက်သွားကြ යි ဒီကောင်တတော်ကိုထူးဆန်းတာပဲဘာလို့အလက်ကားနေကလေးကိုလဲမင်းထားညင်နေရလဲမသိဘူးဒီကောင်ရှင်းကဒါလို့မဟုတ်ပါဘူးအဲ့လိုပြောပြီးတော့အောက်ပြုတ်ကျနေရဲ့လက်တော်ကိုကပ်ယူလိုက်တယ်အဲ့ဒီမှာပဲလက်တော်ထဲမှာမြင်လိုက်ရတဲ့ပုံကြောင့်ချက်ကြီးတယောက်ထိတ်လန့်သွားပြီမြတ်စွာဘုရားဘာဖြစ်တာလဲချက်ကြီးရဲ့အလန့်တကြား ဒါနဲ့ချက်ကြီးကလက်တော့ဆက်ခရင်ဘော်ကလူတီအလောင်းပုံကြီးကိုပြလိုက်တယ်။ပိန်ညောင်းလေးဒီပုံမြင်တော့လန့်သွားတယ်။ဖေဖေဖေရတုရဲ့အလောင်းပုံကြီးပဲ။ဘလို့ဖြစ်ပြီးတော့ဒီကောင်လက်တော့မှာရှိနေရလဲ။စဉ်းစားစရာတော့ကောင်းနေပြီပိန်ညောင်းက။ဒီလိုနဲ့ညရောက်တော့မီးပုံဝင်ရှိအောင်ဆိုတော့အားလုံးကပိန်ညောင်းရဲ့ခြံကြီးထဲမှာစုနေကြတယ်။အဲ့ဒီရဲ့ချင်းတာကြောမှာရောက်လာတဲ့ဖိုးသူဟာ ကိုကြီးသားကျော်တက်တာရေးလားဗျ။ဟမ်တက်တာပါလေဘုဒ္ဓရဲ့အဲ့လိုပြောပြီးတော့သူ့ကိုကြောက်နေတဲ့တောပေါ်နာကိုတိုးသွားတယ်။တောပေါ်အကိုတောင်းမှန်ပါလေကွာ။ညီလေးကိုထိခိုက်လို့စီမရှိပါဘူး။အကိုနည်းနည်းစိတ်ပြီစီမှုများသွားလို့နေမှာ။အကိုစိတ်မဆိုးပါနဲ့နော်။ဟုတ်ရရပါလေစိတ်မဆိုးပါဘူးဗျ။အဲ့ဒီရဲ့ချင်းပိန်ညောင်ရောက်လာတဲ့ငပိန်ကကိုကြီးပိန်ညောင်ဒီမိဘုံဝင်ကဘာတိပင်နဲ့လောက်တာလေးဗျ။အော်ဒါလား။ ဒီမီးပုံဝင်ကဆူတောင်းဝဲတစ်ခုပါပဲ။လာပြေလောက်ွယ်ဆိုအကိုတို့ရွာအမြဲတမ်းဒီမီးပုံဝင်လှုပ်ပြီးတော့ဆူတောင်းကြတယ်လေ။အဓိကကတော့ဒီဝဲလှုပ်တဲ့နေ့ဆိုရင်ရွာရဲ့အဆောက်အအုံတခင်မှာရွာရဲ့ကိုလိုက်ပက်ကြည့်ရလို့ယုံကြည်ကြတယ်။အဲ့ဒီကနေမှအကိုတို့ရဲ့ဆူတောင်းနေကိုသူကကြားပြီးတော့ဖြည့်ဆည်းပေးတယ်။အဲ့ဒီသဘောပေါ့ကွာ။ဒါဆိုမိဝိုင်းတို့ကြိုက်တာဆူတောင်းလို့ရရပေါ့နော်ကိုကြီးပညာ။ရတာပေါ့ကြိုက်တာဆူတောင်းဆူတောင်းပြည်တယ်။အဖွားကိုရောမခေါ်တော့ဘူးလားဗျကိုကြီးပညာရဲ့။ မခေါ်တော့ဘူးဘူတူရဲ့အဖေကလမ်းကြိုင်ရမလျှောက်နိုင်ဘူးအိမ်ထဲကနေပဲဆူတောင်းနေမှာဟာတလုံးနဲ့ကနာနေတော့မီးပုံဝင်စတင်မှုပြင်ကြတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုတဲ့လိုလေတွေတိုက်လာပြီးမီးတော့ကလည်းပိုလွတ်အောင်တောက်လာတာပါတောင်းမြင်တော့တုတ်ပေါ်ကဟာမီးမီးတွေထားတော့နေပြီကိုကြီးပညာဝင်ဒါနဲ့အခုထိသုံးမှတ်ပဲလို့မပြီးသေးတာဆိုတော့ပညာဝင်ဘာမှဖြစ်ဘူးတော့ပေါ့မကြောက်နဲ့ရတယ်ဒီမီးကခါတိုင်းလဲဒီလိုပဲတောက်တာရဲ့ အဓိကရေးကြည့်တာသုံးမှတ်ပြီးအောင်ပတ်ဖို့ပဲအဲ့ဒီအချိန်မှာပဲမိတော့ရဲ့အမောင်စလေးတွေကလင်းနဲ့လွင့်လာပြီးတော့တာကျော်ရဲ့မျက်လုံးထဲဝင်သွားတယ်အာငါမျက်လုံးတော့သွားပါပြီတာကျော်လေးမျက်လုံးဆက်သွားတာဆိုတော့ကင်ထားရဲ့လက်ကိုဖြုတ်လိုက်တယ်အာအဆက်လိုက်တာမရတော့ရေရေရေးပြကြမအောင်ရေရေဒါနဲ့ဘရုံးသုံးမတွေဖြစ်ကုန်ပြီးတော့ချက်ကြီးကငါရေသွားခတ်လိုက်မယ်ဖြောင်းသွားကြမင်းအစီမပြေလားရေရေရေယူခဲ့ ရှင်ပြီးပါဒါနဲ့ပိန်ညာကလည်းရှင်သွားခန့်နေရဲ့ချက်ကြီးကိုဖျောက်ချက်ကြီးရှင်မြမြယူခဲ့ပါကွာရှင်အဲ့ဒီချိန်သားကြောင့်သင်မျက်စိရှိမှရှိနေရဲ့ပိန်ညာကိုတခြားတယောက်နေနေမြင်သွားတယ်ရှင်တို့မင်းမင်းဘယ်လိုရောက်လာလဲရှင်တို့အဲ့ဒီမှာပဲသူ့မျက်လုံးထဲမှာရှင်တို့ဆိုတဲ့လူကပြုံးမိရှိနေရလို့မြင်နေရတယ်တောင်းမြင်တော့တာကြော်လေးပိန်ညာကိုရှင်တို့တင်ပြီးထိုးကြိတ်တော်လာမှာဖျောက်ရှင်တို့မင်း မင်းထွက်သွားထွက်သွားမရှိဘူးပေါ်မလာနဲ့ထွက်သွားကွာအဲ့လိုထိုးချိန်နေရဆိုတော့ပိန်ညောင်ကဟျောင်တကြောမင်းမရင်ပြောနေရလေရတုကတေးသွားပြီလေကွာဟျောင်တကြောမဟုတ်ဘူးမတေးသေးဘူးမင်းရတုပဲမင်းရတုပေါ်တူတို့တွေလည်းတာကြောအတင်းတွေဝင်ဆွေးနေရပြန်တယ်ကိုေးတာကြောသတိထားပါဦးဗျဘာဖြစ်နေရလဲအဲ့ဒီရဲ့ချင်းခြေသွားခက်တဲ့ချက်ကြီးကပြန်ရောက်လာတယ် ဟာဘာဘာဖြစ်နေကြတာလဲကွာဟောက်သွားကြမိဘာဖြစ်နေရလဲဟာနှုတ်ဆက်ကွာနှုတ်ဆက်ဒါရင်မဲ့လေတာကြောင်ကတော့မလို့ပဲပိန်ညောင်းကိုပေါ်ကနေခွပြီးတော့ထိုးချိန်နေရတာပါဟဲ့အောင်ရှစ်တုမင်းကငါရှိပေါ်မလာနေလို့ပြောထားရလေကွာပြန်ပေါ်လာရင်လည်းငါကမင်းကိုထတ်တယ်မနော်ဟဲ့အောင်မတက်ဘူးမထင်နေကွာဟာရှစ်တုကိုမင်းတက်တာဟုတ်လားဟဲ့အောင်တာကြောင်အဲ့လိုကနေတာကြောင်အနောက်ကနေလိုက်လာတဲ့ရတုဝိညာဉ်ကတာကြောင်ကိုယ်ရေဝင်သွားပြီး ။တငယ်ချင်းပိညောင်။တငယ်ချင်းချက်ကြီး။ဟာ။အတန်ပြောင်းသွားတာဆိုတော့ပိညောင်ကဟမ်။ရှက်ထုမင်းလား။တငယ်ချင်းမင်းလား။ဟုတ်တယ်တငယ်ချင်းငါရထု။ဒီကောင်သားကြောင့်ငါ့ကိုတတ်ပြစ်တယ်။ဒီစကားကိုလေကြာရောရှေဘုံခိုင်ထားတဲ့ချက်ကြီးလည်းလန့်သွားပြီးတော့ရှေဘုံကိုလွှတ်ချလိုက်မိ။ဘလို့ဖြစ်တာလဲကွာ။ဟမ်။မင်းမင်းမကြက်သေးရလား။ဟုတ်တယ်။ငါမကြက်သေး။ငါတဲ့ကမကြက်ဦးတငယ်ချင်း။ဒီကောင်ကလူသက်သမား။ ်ငါတို့နီးပညာပြိုင်ပွဲတစ်ခုမှာငါအနိုင်ရတာကို तू မကျေနပ်ပဲမင်းရောငါရောတေမဲဆိုပြီးကောင်းကိုကုံနေငါကြီးရှစ်တဲ့တယ်မောင်းပြစ်တာအဲ့ဒီမှာငါကတေသွားပြီးတော့ तू ကတော့အသက်ရှင်နေခဲ့ပြီးထွက်ပြေးသွားတယ်ဘာဒါဆိုအဲ့ဒီနေရာကောင်းပေါ်မှာရှိနေခဲ့တာမင်းတောင်လည်းမဟုတ်ဘူးပေါ့တာကျော်လည်းရှိနေတာပေါ့ဟုတ်တယ်ချက်ကြီး तू လည်းရှိအဲ့ဒီနေရာ तू ကောင်းမှမှာရတုအဲ့လိုပြောလိုက်တော့ပညာဝါထပ်ပြီးဒါဆိုနီးပညာမှာအနိုင်ရတာမင်းပေါ့ तू ကအဲ့ဒါကြောင့် မင်းတို့ခုလိုတက်ပြက်လိုက်တာပေါ့ဟုတ်တယ်ပညာအဲ့ဒီစီရတာတာကြောင်မဟုတ်ဘူးငါငါမကြည့်ဦးတင်ငယ်ချင်းဒါကြောင့်သူအစီနဲ့ဖြစ်အောင်ငါပြန်လှုပ်လိုက်တယ်ဒါမြင်သူ့အတွက်ပိုကောက်သွားတယ်ရတုစကားကြောင့်ပညာကဘာကောင်းတာလဲရတုရဲ့သူတိတ်မိသွားတယ်လေသူဘာမှမမှတ်မိတော့ငါ့ကိုတက်ခဲ့တာတွေရောအကုန်မိသွားတယ်အဲ့ဒါကြောင့်ငါအမြင်နဲ့သူ့နောက်ကနေတကောက်ကောက်လိုက်နေခဲ့တာပဲဒါဒါကြောင့်ငါဘွားကသူ့ကိုမြင်တော့မောင်းထုတ်တာဟုတ်တယ်ပညာ မင်းဖွားငါ့ကိုမြင်ရတယ်။ပြီးတော့တာကျော့ရဲ့ကောက်ကျစ်တဲ့လုံရက်တီးကိုရောမယ်။ဒါကြောင့်ဒီကောင်သူ့ပြည်ကျေးဆောင်လှုပ်ပေးတဲ့ငယ်ချင်းရတုလည်းအဲ့လိုပြောပြီးတော့တာကျော့ကိုလည်းထွက်သွားတယ်။ရတုထွက်သွားတဲ့ဒီပိုင်းနဲ့တာကျော့တယောက်အားမရှိတော့တယ်လို့မြေကြီးပေါ်ကိုလဲကြသွားတယ်။အိမ်နောက်တော့ချက်ကြီးဟာငါအတီးပြုတ်စရာရှိတယ်။အဲ့ဒါတော့ပြီးတော့စစ်ဆေးလိုက်ကနနီရောချက်ကြီးဟာတာကျော့လက်တော်နဲ့အတူပြန်ရောက်လာတယ်။ဟောင်းနေဒီမှာကြည့်။ငါမတင်ကားလို့လက်တော်ကိုဆစ်ကြည့်လိုက်တာ။လက်တော်ထဲမှာတော့ ရတုရဲ့တည်နေရဲ့လောင်းကိုရိုက်ထားတဲ့ပုံကြီးတွေ့လိုက်ကြတယ်။ပိုတူကတောင်းငင်တော့ဖះဖះကြောက်စရာကောင်းလိုက်တာ။ကိုတက်တာတော့ကိုမသိရဲ့လူသက်သမားရှိသေးရပဲနော်။ဟုတ်တယ်ပိုတူ။နောက်ပြီးဒီကောင်ကလူသက်သမားပဲ။ဒီကောင်ကိုတက်ဆိုင်ရလက်ကိုအပ်ပြရမယ်။ဒီလိုနဲ့ပိန်ညောင်လေးချက်ချင်းပဲတက်တေကန်ပစ္စည်းရဲ့လည်းရှိနေအောင်ဆိုတော့တက်ဆိုင်ရကိုဖုန်းဆက်ခေါ်လိုက်တယ်။ကနားကြမှာရွာရဲ့တက်ဆိုင်ရအဖွဲရောက်လာပြီးတာကြောင့်တက်တေပစ္စည်းနဲ့တကွဖမ်းခေါ်သွားကြတယ်။ ဒီအောင်မပိညာကဟာအခုမှပြီစိတ်ရတော့ဒီကဲဒီတော့မပြီးသေးတဲ့မိဘုံဝဲလေးကိုဆက်လုပ်လိုက်အောင်ကွာဒါနဲ့ဖိုးတူတို့တတွေလေးတယောက်နဲ့တယောက်ကင်ပြီးတော့မိဘုံဝဲကိုပြန်ဆပြီးလုံလိုက်ကြတယ်